အမှန်တရားကိုရှာဖွေနေသူနမေကျော်ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီး ကီနိုရီကိုတည်ကြမည်ထင်ပါသည်လောကတွင်အချို့ကရသမျှအကုန်ယူသူများဖြစ်ကြပြီး အချို့ကတော့ရသမျှလှူဒတ်ကြသူများဖြစ်သည်ကီနိုရီကတော့ ဒုတိယအမျိုးအစားတွင်ပါဝင်ပါသည်သူ့အကြောင်းကစိတ်ဝင်စားစရာ သူ့အသက်၃နှစ်သားအရွယ်တွင်ဖခင်ဖြစ်သူ၏စွန့်ပစ်ခြင်းကို ခံခဲ့ရသည်သူ့ကိုမွေးစားသူ ဖခင်၃ဦးလက်ပြောင်းကကြီးပြင်းလာခဲ့ရသူဖြစ်သည်သူ့မှတ်ညံအနေအထားကြောင့်စာဖတ်ရန်ခက်ခဲသည့်ဘဝကိုကြော်ဖြတ်လာခဲ့ရသူလည်းဖြစ်သည်သူငယ်စဉ်ကဖြစ်ချင်သည်မှာ ရေခဲပြင်ဟော်ဂီကစားသမားတယောက်ဘဝဖြစ်သည် သို့သောလေးကျင်ကစားရင် အပြင်းအထန်ထိခိုက်မိသဖြင့်သူ့စိတ်ကူးအိမ်မက်ကိုဆွန့်လွတ်ခဲ့ရသည်ထို့နောက်သူ့အိမ်ထောင်ကျသည်သူ့သမီးလေးမှာငွေဖွာစင်မှာပဲတည်ဆုံသွားခဲ့ရသည်သူ့ဇနီးကလည်းကားတိုက်မိပြီးကွယ်လွန်ခဲ့ရသည်သူ့အချက်ဆုံးတငယ်ချင်း River Phoenix ကလည်းစေးအလွန်အကျွံသုံးဆွဲပြီး သိဆုံးပြန်သည်သူညီမကလည်းသွေးကင်စာဝေဒနာကို အပြင်းအထန်ခံစားနေရသည် ရုပ်ရှင်မင်းသားသာဖြစ်လာသည် သူ့မှာ body guard မရှိ နေစရာအိမ်ပိုင်ကောင်းကောင်းလေးတောင်မရှိ သူကစုညံသောလမ်းဘေးတာမန်တိုက်ခန်းလေးတစ်ခန်းတွင်နေရသည် သူ့တိုက်ကယထာလမ်းနှင့်လည်းဤသဖြင့်ရထားဖြတ်သွားရင်ပင်စူညံနေတတ်သည် The Lake House စကားကိုသူရိုက်ကူးနေစဉ်သူ့အဝတ်အစားများအတွက် စီစဉ်ပေးရသူ သူ့လက်ထောက်နှစ်ယောက်စကားပြောနေကြသည်ကိုအမှတ်မထင်ကြားလိုက်ရသည်တယောက်ကငိုနေသည် အကယ်၍ဒေါ်လာ2000တာအချိန်မီမပေးနိုင်ရင် သူ့အိမ်ဆုံးရှုံးရတော့မည်ဟု သူကြားလိုက်ရသည်ထိုနေ့တွင်ပင်ခီနူရီဖီသူ့ဘန်စင်းရင်းကငွေ2000ကို သူ့လက်ထောက်အားလွှဲပေးလိုက်သည်သူက ရုပ်ရှင်ရိုက်ကူးရင်း ရာသီတရုတ်ဆောင်ကားထဲမှငွေကြေးများကို စေးရုံတွေကိုလည်းလှူသည် The Matrix ဇာတ်ကားရိုက်ကူးရမှရရှိသောငွေတွေကဒေါ်လာ85သန်းကိုရက်ရောစွာလှူဒန်းခဲ့သည်2010ပြည့်နှစ်သူ့မွေးနေ့ကလည်းသူကမုတ်ဆိုင်တစ်ဆိုင်ကိုသွားပြီးဆိုင်တွင် စားတောက်နေသူများအားလုံးကို ကော်ဖီနှင့်ပေါင်မုတ်တွေလှူသည်ဆိုင်အပြင်တွင်သူ့ကိုလာတွေ့သူတွေအားလုံးကိုလည်းကော်ဖီနှင့်ပေါင်မော့အကုန်ကျွေးသည်။ 1969ခုနှစ်ကသူ Los Angeles တွင်ရောက်နေစဉ်သူက အိုးမဲ့အိမ်မဲ့တယောက်နှင့်အတူလမ်းလျှောက်ရင်းစကားပြောနေသူကိုသတင်းသမားတယောက်ကတိတ်တခိုးမှတ်တမ်းတင်နိုင်ခဲ့သည် သူကအိုးမဲ့အိမ်မဲ့တယောက်ကပြောသည့်သူ့ဘဝစကြောင်းတွေကို တလေတစားနားထောင်နေခြင်းဖြစ်သည်ဘဝတွင်လူတိုင်းကိုယ့်ဘဝကိုနာကျင်စွာဖြင့်ဖြတ်သန်းနေကြရသော ကာလတွေရှိနိုင်ပါသည် ထို့သောအနေအထားမျိုးတွင်နာကျင်မှုကိုတယောက်တည်းစိတ်မိတ်ခံစားကပူဆွေးနေမိအစားငါထက်ပိုပြီးဘသူတွေဒုက္ခရောက်နေကြသလဲဆိုသော ကိုချင်းစာတရားကမိမိဒုက္ခတွေကိုဖြေလျှော့တတ်တာစေနိုင်ပါသည်ခီနူရီဗလဲထို့သောအတိုင်းလှူဆောင်နေခြင်းဖြစ်သည်သူ့ဘဝဒဏ်ရာတွေကို သူ့လိုမျိုး အခြားသူတွေမခံစားရပါစေနဲ့ဆိုတဲ့သဘောနဲ့ရက်ရောစွာ ပေးလှူနေခြင်းဖြစ်သည် သူစိတ်ကပြတ်သည် ကျွန်တော်အခုချိန်မှာလိုရာရီမှန်သမျှဝယ်နိုင်တဲ့အနေအထားကိုရောက်နေပါပြီ။ဒါပေမဲ့ကျွန်တော်နှိုးထလိုက်တိုင်းကျွန်တော်မဝယ်နိုင်သေးတဲ့အရာတစ်ခုရှိနေသေးရဲ့ဆိုတာကျွန်တော်အမြဲသိလိုက်ရတယ်။အဲ့ဒါကတော့အစ်စ်အမှန်တရားပဲဟုသူကပြောဘူးသည်။ကျွန်တော်တို့ရောဒီနေ့အစ်စ်အမှန်တွေကိုတွေ့ပါသလား။စစ်မှန်သောဘဝတွေကိုပိုင်ဆိုင်ကရက်တီနေနိုင်ကြပါသလား။ ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုင်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။